ွေထူးလေးကနှစ်စင်းလောက်ပဲစုံတယ်။တောက်လျှောက်ဆယ်စင်းမှာဆယ်စင်းတော့တော့မမိုးနဲ့ပေါ့။မမိုးကကာရက်တာကကိုကမမိုးတဲ့ကြီးတယ်။အာကိုကပတ်စံချမ်းသာတယ်အဲ့လိုမျိုးပေါ့။အဲ့လိုမျိုးကာရက်တာကိုအာကိုတက်ဆိုင်တော့သူစင်းရတာပေါ့။တကားလုံးမှာကိုကချမ်းသာဆုံးပဲ။ ရိုက်ကွေးမတိုင်ခင်နဲ့ကတော့အမအကိုကြိုပြောထားတယ်ကျွန်တော်ရှူတင်ကြလို့ရှိရင်အမကတကူတကဆိုပြီးတော့ respect တွေပေးမနေတာမျိုးတွေရှိရင်နားလည်ပြီးတော့အမလို့ကျွန်တော်ရိုက်တဲ့အချိန်မှာလည်းရှူတင်မှာလည်းအလိုပဲကိုပြောထားတော့အမဩကိုကမြင်လဲနှုတ်ဆက်မလို့ကြည့်ရ तू ကကြော်အောင်ကြော်ဝါသူကကိုထက်အောင်ပြတ်သားတယ်ရှစ်တက်တက်လာအောင်သူလဲမလို့မကြည့်ဘူးအဲ့လိုမျိုးပေါ့နော်အဲတကယ်တမ်းတရုပ်ဆောင်ရတဲ့အခါမှာလည်းအရန်အဆင်ပြေတယ်မာဘီမာကြကျွန်တော်ငယ်ဘဝပေါ့ 20ကျော်ပတ်ချာလဲအဲ့လောက်ငယ်ဘဝဘန်ကောက်အပန်းကကျတော့40ဝန်းကျင်ဘဝပေါ့နော်အဲ့တော့ပါတယ်စင်းရ10စင်းဒါပေမဲ့တက်တန်းအဖြစ်20ပေါ့နှစ်20စားကိုကျွန်တော်ကစင်းဆယ်စင်းနည်းနည်းတေးဥဆောင်ရတော့အဲဆွေထူးလေးကနှစ်စင်းလောက်ပဲစုံတယ်တောက်လျှောက်10စင်းမှာ10စင်းတော့အဲ့တော့မမိုးနဲ့ပေါ့မမိုးက character ကကိုကမမိုးတဲ့ကြီးတယ်အာကိုကပတ်စံချမ်းသာတယ်အဲ့လိုမျိုးပေါ့အဲ့လိုမျိုး character ကိုကိုတက်ဆိုင်တော့သူစင်းရတာတကားလုံးမှာကိုကချမ်းသာဆုံးပဲ အဲ့တော့အာဗာလေးရှိတယ်ဆိုရိုက်ကွေးမတိုင်ခင်တည်းကတော့အမအကိုပြောထားတယ်ကျွန်တော်ရှူတင်ကြလို့ရှိရင်အမတကူတကဆိုပြီးတော့ respect တွေပေးမနေတာမျိုးတွေရှိရင် နားလည်ပြီးတော့အမအလို့ကျွန်တော်ဘာလို့ဆိုအပြင်မှာကိုကပြိတ္တအနေနဲ့အားပေးကြတဲ့အနုပညာရှင်လေအကိုနေကလည်းတကယ်ပြောဒီကားမှမဆုံတာရိုက်တဲ့အချိန်မှာလည်းရှူတင်မှာလည်းအလိုပဲကိုကပြောထားတော့အမဩကိုကမြင်တယ်နှုတ်ဆက်မလို့ကြည့်တယ်သူကကြော်တော်ကြော်ဝါးတော့ကိုထက်တော်ပြတ်သားတယ်ရှစ်တဲ့လာတော့လည်းမကြည့်ဘူး ဲ့လိုမျိုးပေါ့နော်အဲ့တော့တကယ်တမ်းသေဥဆောင်ရတဲ့ခါမှာလည်းအရန်အဆင်ပြေတယ်တွေ့ဝင်ရမှာမင်းမျက်နှာလာဝန်သေဥဆောင်တဲ့နက်ခရော်ရယ်နဲ့တူတယ်သူကကိုမဟုတ်တဲ့နောက် character တကူကဝင်ပူးရတာဟုတ်အဲ့လိုမျိုးလေးတွေပေါ့နော်အဲ့တဖြည်းဖြည်းရိုက်လာတဲ့ခါမှာပို့ပြီးတော့အဲကျွန်တော်တို့တယောက်ကြောင်တယောက်ပို့တိလာလေးလေးပို့ပြီးအလုပ်လုပ်ရတာအဆင်ပြေလေးလေးပေါ့အကုန်လုံးဟိုပြပြွှေပြွှေနဲ့ပဲတကယ်အဆင်ပြေပါဟိုတခါလေကြာရှိရလေအင်တာဗျူးတွေမှာကိုက နည်းနည်းလေးဖော့ပြောရတာပေါ့နော်အဆင်မပြေပေမဲ့လည်းအဆင်ပြေပါတယ်အကုန်လုံးနဲ့ဒါပေမဲ့တကယ်ဒီရှူတင်မှာတော့တကယ်အကုန်လုံးနဲ့အဆင်ပြေခဲ့တာပါအမတ်တရားတော့ခုနကပြောသလိုပေါ့သူကသူကိုယ်တိုင်က agree ဖြစ်သွားတဲ့အခါမှာကျွန်တော်ကရဲခေါင်ဖြစ်ဖို့ပူလွယ်သွားတာပေါ့နော်ဘဝရင်တေးဥစားအနေနဲ့ပူတေးဥစားတော့ပူပြီးတော့အဆင်ပြေတယ်ပေါ့ဘာဖြစ်လို့သူတို့ကိုယ်တိုင်ကအာသူတို့ပင်ကိုဇိုက်ဖြစ်ဖြစ်ဖို့ဟာကိုကျွန်တော်စိတ်မပူရတော့ တို့ဖြစ်သွားတယ်ကျွန်တော်တို့အဲ့လိုစွန့်ငင်မှုတစ်ခုဖြစ်သွားတယ်အဲ့လိုလှိုင်းတစ်ခုကျွန်တော်တို့လွတ်ပေးတာပေါ့အဲ့လှိုင်းလေးကိုကအတင့်လေးအနေထားလေးမှန်လိုက်တာနဲ့ကိုကအာကိုယ့်ရဲ့ character ဝင်သွားတာပေါ့အဲ့တေးဥဆောင်ဝိုင်းတေးဥဆောင်နဲ့တေးဥဆောင်ကအရန်စင်ပြီးပြီးရင်လည်းအမဥထုတာကြီးကကျွန်တော်အဖေဥထုတာကြီးနဲ့လည်းအဲ့လိုစုံလိုက်တဲ့စင်းပါလေအရန်အတင်ပေးတယ်သူအဖေဆိုဘေးမှာရှိနေတာလေဘေးမှာချက်သားကဒီ dialogue ကိုအဲ့လိုပြောတာဘလူလီတန်လေးနဲ့ပြောအမကိုစိုးမိုးကလည်းပြောပေးတယ်အဲ့တော့ အဲ့စင်းလေးတွေဆိုလို့ရှိရင်ပေါ့ဟိုကျွန်တော်စဉ်းစားထားတယ်သူတို့ပြောလိုက်တဲ့လူကြီးတွေရဲ့သူတို့အတွေ့အကြုံတွေနဲ့ပေါင်းစပ်ပြီးပြောလိုက်တော့ပို့ပြီးတော့အဆင်ပြေသွားတယ်ကျွန်တော်လည်းစိတ်တိုင်းကြတယ်ပြည်တယ်ပြည်တယ်ပြည်တယ်သူကလည်းအရန်အဆင်ပြေတယ်ဟိုဘယ်လိုမလဲအကုန်လုံးအကိုအလုပ်ကိုပဲအောင်ဆိုင်ကြတာတဲ့မလားဟို professional ပြည်သားသွားလေးလေသူများလို့ကိုစိတ်ဝင်စားတော့ အဲ့လိုသူများအလုပ်ကိုစိတ်ဝင်စားနေသူတွေဒါ professional မပီတာကိုကျွန်တော်လည်းပဲခံရတယ်။ကိုယ်စက်ကောင်ပဲကိုအောင်စိုက်ကြရတယ်။ဟာဘယ်သူဘာလုပ်မှလည်းမသိဘူး။ဟာသူအဲ့လိုလုပ်ရငါထက်တာဘယ်သူမှလေဘာမှဟိုအောင်မရှိတာ။ဒါနဲ့တို့ရောအကုန်လုံးကတော့ဟိုဘယ်လိုလဲအလုပ်လုပ်ရတာအရင်ဆင်ပြေခဲ့တာပေါ့။ဟုတ်။ဒါမှန်တရားရေဟမ်ဆောင်းနိုင်အောင်ငါခံစားနေ။အဲ့လိုတက်နိုင်တာလူသားဆန်တာပဲကျွန်တော်တို့ပြောခြင်းတယ်။အဲ့ဒါလည်းကျွန်တော်တေးဥဆောင်တာပို့လွှဲတယ်။မဟုတ်ရင်ကျွန်တော်တို့အဲ့လိုစာကြီးတွေကြပြားကြီးတွေထိုင်ရွရသလိုပေါ့နော်။ တကယ်လက်တွေ့ဘဝမှာပြောတဲ့စကားလုံးတွေကျွန်တော်မပြောကြဘူးအာပြီးတော့အဓိကဒီမှာဖြည့်ဆွက်ပြောချင်တာကအာအဓိကကျွန်တော်တို့ကပင်ကိုရဲ့ဒီဇလန်ရဲ့ဟိုမိဘပေါ့နော်ဖြစ်တဲ့ကိုစုထိုက်ကိုလည်းကျွန်တော်တို့ကမေးရသေးတာလိုက်တယ်လိုက်တဲ့အခါမှာကျွန်တော်တို့မရိုက်ခင်မှာလည်းအတန်တန်ဒီဇဲခောင်ရဲ့ character ကိုကျွန်တော်ဘယ်လိုမြင်လဲအကိုဘယ်လိုမြင်လဲတော့အကျိတ်နဲ့ဆွေးနွေးထားတယ်အာရဲခောင် character နဲ့ပြောနေလားမသိဘူးဆိုရင်ကျွန်တော် producer နဲ့ပြောပြတယ်တဲ့အဲ့တော့ edit ခံမှာရောက်လာတော့မှဟောမဟုတ်ဘူးပေါ့ အာသူမြင်ထားတဲ့ဟာပို့ပြီးတော့အက်ဒစ်ခန်းမှာကြည့်လိုက်တော့မှသူအက်ဒစ်ခန်းညညဆိုပြီးဆက်ပြီးဆက်တာမဟုတ်နော်ရုပ်တေစီရုပ်ကတ်တေစီပြန်ကြည့်ကြအဲ့လိုမျိုးပြောတဲ့အချိန်မှာစိတ်တိုင်းကြရတယ်စိတ်တိုင်းကြမကြတော့ဘူးသူကိုယ်တိုင်မှဝင်ရိုက်ထားတယ်ဟုတ်လားသူဆိုတော့အမတ်တရအမတ်တရတစ်စိမ့်ပါတယ်